အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့နှမ်းအနှံ့မှုမှုလေးနဲ့စားလို့အရန်ကောင်းတယ်ကစုံဥနှမ်းကကြုံမှုလေးလှူစားပြလို့လာပြီးမျှဝေပေးတာဖြစ်ပါတယ်ရှင်မုတ်လို့ဖို့အတွက်ကစုံဥအလုံးသေးလေး9နှလုံးလောက်သုံးထားပါတယ်အလေးစင်တာဖြစ်တော့35ချက်သားလောက်ရှိပါတယ်ရှင်အရင်ဆုံးအခွန်နှွားထားတဲ့ကစုံဥလေးကိုပေါင်းတဲ့အခါမှာအနုမြင့်အောင်လို့ခုလိုမျိုး မထူမပါလေးတွေလှီထားပေးလိုက်ပါမယ်နော် ထားလုံးလေးပြီးသွားပြီဆိုရင်တော့သူ့ကိုအစည်းလေးတွေပြောင်းသွားအောင်လို့ရေနဲ့နှစ်ထပ်လောက်စီးထားပေးလိုက်ပါမယ်။ပြီးသွားရင်တော့ပေါင်းမဲစကားလေးတွေကိုထည့်ပြီးတော့အောက်ခံရေနွေးစုအောင်တင်ထားတဲ့အိုးပေါ်မှာကစုံလေးတွေနူးသွားအောင်လို့မိနစ်20လောက်ပေါင်းထားပေးလိုက်ပါမယ်ရှင်။ မိနစ်20လောက်ပေါင်းပြီးသွားပြီဆိုရင်တော့ကစုံဦးလေးတွေနံမနက်ဆန်းကြည့်လိုက်ပါမယ်နော်အခုကစုံလေးတွေလည်းအားလုံးလူသွားပြီဆိုတော့ပကံတစ်ခုရေကိုထည့်ပြီးတော့ဒီကစုံလေးတွေအားလုံးခြေသွားတဲ့ထီအောင်လို့ခြေသွားပေးလိုက်ပါမယ်ရှင်ဒီကစုံမုတ်ကြော်လေးရဆိုရင်လောက်ရတာလည်းလွယ်ကူတယ်စားလို့လည်းအရင်ကောင်းပါတယ်ရှင်။နောက်ပြီးတော့ပါဝင်ပစ္စည်းကလည်းနည်းပါတယ်ရှင်။ကြော်ပြီးခါစားပူပူနွေးနွေးလေးစားမယ်ဆိုရင်ကြွကြွရွရွလေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင်။ နှမ်းလေးတကက်ပြီးတော့ကြော်ထားရတဲ့ကြောင့်မလို့နှမ်းအနှံ့မှုမှုလေးနဲ့စားလိုက်တိုင်းအရသာလေးကတမျိုးလေးထူချပါတယ်နော်ဒီကစုံလေးတွေအားလုံးကြည်သွားအောင်ခြေပြီးသွားပြီဆိုရင်တော့သူ့ထေကို အချိုရတာအတွက်တကြားကိုထမင်းစားစောနဲ့သုံးစွန်းစားထည့်ပါမယ်ရှင်ပြီးရင်ကောင်းငင်းမှုကိုလည်းထမင်းစားစောနဲ့သုံးစွန်းစားမောင်းမောက်ထည့်ပါမယ်ပြောင်းကုန်မှုကိုလည်းထမင်းစားစောနဲ့သုံးစွန်းစားမောင်းမောက်ထည့်ပါရရှင် အချိုရတာလေးပူလေးသွားအောင်လို့စားကိုလည်းလက်ဖက်စားစောတစောစားလောက်ထည့်ပြီးတော့ခဏလောက်မူပေးလိုက်ပါမယ်နော်။ပြီးရင်ဒီမုတ်ထိုင်းကိုအုံလို့ရီကိုလည်းနည်းနည်းချင်းစီထည့်ပြီးတော့နေထားပေးပါမယ်ရှင်။တခါတည်းထည့်မယ်ဆိုရင် အုံလို့ရီများသွားရင်မုတ်သားပြော့သွားမှာစိုးလို့ပါ။အားလုံးစုစုပေါင်းထည့်ရဲ့ပမာဏဆိုရင်တော့150မီလီလောက်ရှိပါတယ်ရှင်။အုံလို့ထည့်ပြီးသွားပြန်တော့လက်နဲ့ပဲအားရပါးရလေးနေထားပေးလိုက်ပါမယ်နော်။ ဒီမုတ်ထဲမှာပါတဲ့ပါဝင်ပစ္စည်းအားလုံးတမပြီးတော့မုတ်သားလေးလုံးဝညက်ပြီးတော့ချုံးမွေလာတဲ့အထည်အောင်လို့နေထားပေးလိုက်ပါမယ်ရှင်။နေပင်းရင်နဲ့မုံသားလေးကအခုလိုမျိုးချောချောမော့မော့လေးနဲ့ဒီလိုနေထားလေးရောက်ပြီဆိုရင်တော့ရပါပြီရှင်။ပြီးရင်တော့ဒီမုတ်လေးတွေကိုမိမိကြော်ချင်တဲ့အရွယ်အစားလေးတွေလုံထားပေးလိုက်ပါမယ်ရှင်။စားကတော့အရန်လဲအမကြီးအရန်လဲမသိခုလိုအရွယ်တော့အနည်းအထားလေးတွေလုံထားပေးလိုက်ပါတယ်။ ကျန်နေသေးတဲ့မုတ်လေးတွေကိုလည်းအားလုံးပြီးတဲ့အထိအောင်လို့လုံထားပြီးလက်ပါမယ်ရှင်။ကစုံမုတ်လုံးလေးတွေအားလုံးလုံးလို့ပြီးသွားပြီဆိုရင်တော့သူ့ကိုနှမ်းနဲ့ကက်ကြော်ဖို့အတွက်နှမ်းအဖြူကိုတုံထားပါရစေ။ငါလုံထားတဲ့ကစုံဥလေးတွေကိုနှမ်းလေးတွေနဲ့အခုလိုမျိုးလေးလိုက်ပြီးတော့ကတ်ထားပေးလိုက်ပါတယ်။ ပြီးရင်တော့သူ့အပေါ်ကနေပြီးတော့အလိုက်လေးနဲ့အသားလေးဖြစ်ပြီးတော့အဝိုင်းအပြားပုံစံလေးလှုပ်ထားပေးလိုက်ပါတယ်ရှင်တကယ်လို့ဒီလိုပုံစံမလှုပ်ချင်ဘူးဆိုလို့ရှင်လည်းမိမိကြိုက်နှစ်သက်တဲ့ပုံစံလုပ်ပြီးတော့ကြော်လို့ရပါတယ်ကိုကအချောင်းပုံစံလေးတွေလုပ်ပြီးတော့ကြော်မယ်ဆိုလို့ရပါတယ်ပေါ့နော်ကျမကတော့ကြော်တဲ့အခါမှာအကျက်လေးမြန်အောင်လို့ခုလိုမျိုးအဝိုင်းသေးလေးတွေလှုပ်ထားပေးလိုက်ပါတယ်ကျန်နေသေးတဲ့မုတ်လေးတွေကိုလည်းအားလုံးပြီးအောင်လို့နှမ်းလေးတွေနဲ့လိုက်ပြီးတော့ကတ်ထားပေးလိုက်ပါမယ်ရှင်။ ကဲခုကျမတို့နှမ်းကတ်တာတဲ့အားလုံးပြီးသွားပြီဆိုရင်တော့စပြီးတော့ကြော်ဖို့အတွက်စီထည့်ထားတဲ့အိုလေးကိုခုနကနှမ်းကတ်ထားတဲ့မုံလေးလေးကိုစီပြီးတော့ထည့်ပေးပါမယ်နော်။အိုးဆန်းတလောက်ပေါ့နော်။ကျမကတော့အိုးမဆန်းလို့တက်ခါခွဲပြီးတော့ကြော်ရပါလိမ့်ရှင်။အားလုံးထည့်ပြီးပြီဆိုတော့မှမီးကိုခွင့်ပေးပေးလိုက်ပါမယ်။မီးကိုလည်းအလဲအလက်လေးနဲ့ပဲထားပြီးတော့ကြော်ပေးပါတယ်နော်။တကယ်လို့မူရင်းပြင်းမယ်ဆိုလို့ရှိရင်မုတ်ကခဏလေးနဲ့တူးသွားတတ်ပါတယ်။ ကျော်လာပေးရင်လည်းမုံလေးတွေကအခုလိုဖောင်းဖောင်းကြွကြွလေးဖြစ်ပြီးတော့တစ်ဖက်ကကျက်လာတဲ့အနေထားလေးရောက်ပြီဆိုရင်တော့နောက်တစ်ဖက်ကိုပြောင်းပြီးတော့ကျော်ပေးလိုက်ပါမယ်နော်နောက်တစ်ဖက်ကိုလည်းကျက်သွားတဲ့အထိအောင်ကျော်ပေးထားပါမယ်ရှင်ပို့ပြီးတော့ကြွကြွလေးစားခြင်းနဲ့ဆိုရင်တော့အယောင်လေးနည်းနည်းပို့ပြီးတော့ရင်းတဲ့အထိကျော်ပေးလို့ရပါတယ်ရှင်နဖက်စလုံးအခုလိုနေထားလေးရောက်ပြီးတော့ကြက်သွားပြီးဆိုရင်တော့ဆက်ထုတ်ထားပြီးတော့စစ်စစ်ထားပြီးလိုက်ပါမယ် ကြံနေသေးတဲ့မုတ်လေးတွေကိုလည်းဆက်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်ရှင်။ပေါအားလုံးလည်းကြော်လို့ကြက်သားပြီဆိုရင်တော့စားမယ့်ပကံလေးတွေကိုထည့်ပြီးတော့ပူပူနေနေလေးမှသုံးဆောင်လို့ရပါပြီရှင်။ဒီမုတ်ကပူပူလေးစားမယ့်ဆိုရင် ပို့ပြီးတော့စားလို့ကောင်းပါတယ်။ပြင်းသားလေးကလည်းကျွပြီးရောအတွင်းသားလေးကလည်းအီလီနဲ့မို့လို့ခလီရောလူကြီးရောစိုက်နှက်တတ်ကြမယ်လို့မျှော်လင့်ပါတယ်ရှင်။စားလိုက်တိုင်းနှမ်းအနှံ့လေးကလည်းမှုမှုလေးနဲ့စားလို့အရန်ကိုကောင်းပါတယ်နော်။ ဆုံးဖြတ်ချပြီးတဲ့တရားရှင်စီတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်။